တခင်ယေရှုနဲ့ယုံကြည်သူများတလုံးတဝကြီးသူမဟုတ်တခင်မေတ္တာ၌ကျင်လေသက်ရှင်နေကြမှသာလျှင်ခရစ်တော်နဲ့တူ၍ဝိငင်အတိအပွင့်များလည်းတီးပွင့်နိုင်ကြမှာဖြစ်ပါတယ်။မင်္ဂလာရှိသောနေ့ဖြစ်ပါစေလို့ရှေးဦးစွာနှုတ်ခွန်းဆက်တာပါတယ်။ ွန်အားယူဖို့ရွေးချယ်ထားတဲ့ဒေသနာခေါင်းစဉ်ကတော့တခင့်မြတ်တာ၌ကျင်လေပါဆိုတဲ့ခေါင်းစဉ်ကိုရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး15အငယ်လေးအငယ်30တိရောအခန်းကြီး9အငယ်3ကိုအခြေပြုပြီးခွန်အားယူဖို့ပြင်ဆင်ထားပါတယ်။တမန်ကျမ်းစာမှာဖျားသခင်သည်ချစ်ချင်းမေတ္တာဖြစ်တော်မူကြောင်းကိုဖော်ပြထားပါတယ်။ခရစ်တော်ပေတော်ပညာချက်များဤအနစ်ချုပ်မှလည်း မေတ္တာပင်ဖြစ်ကြောင်းဖော်ပြထားပါတယ်။ယုံကြည်သူတိုင်း၏နေစဉ်အတ္တတာတွေတခင့်မေတ္တာ၌ကျင်လေစွာသက်ရှင်လျှောက်လန်းနိုင်ဖို့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး15အငယ်၄မှာဥပမာပေးပြီးတွင်တင်ထားတာကို တွေ့မြင်နိုင်ပါတယ်။ တခင်ယေရှုကို စပစ်ပင်နဲ့နိုင်ထားပြီးယုံကြည်သူများကို စပစ်ပင်၏အကိုင်းအခက်များအဖြစ်ခိုင်းနိုင်ထားပါတယ်။စပစ်ပင်၏အကိုင်းအခက်များသည် စပစ်ပင်စီထာမအသက်သွေးကြောရသောကြောင့်အမည်စိမ့်ဆူနေပါတယ်။ဒီလိုပဲမေတ္တာရောရှင်ဖြစ်သည့်တခင်ယေရှုနဲ့ယုံကြည်သူများ တလုံးတဝကြီးသူမဟုတ်တခင့်မေတ္တာ၌ကျင်လေသက်ရှင်နေကြမှသာလျှင်ခရစ်တော်နဲ့တူ၍ဝိငင်အတိအပွင့်များလည်းတီးပွင့်နိုင်ကြမှာဖြစ်ပါတယ်ဝိငင်အတိတီးပွင့်နိုင်ရန်ခရစ်တော်ထာ၌စုတောင်းခြင်းစံစာဖတ်ခြင်းနှုတ်ကပတ်တော်နာခံခြင်းယုံကြည်သူများအချင်းချင်းမိတ္တဟာယဖွဲ့ခြင်းဖြင့်တခင်ဖျားနှင့် စင်ဆက်မပြတ်တလုံးတဝဒီရှိနေရပါမည်။တခင်မြတ်တာ၌တင်လေတက်ရှင်နေမည်ဆိုလျှင်ဖျားတခင်ဒီလေယုံကြည်သူများထဲမှာရှိနေပြီးလောကမှာကြုံတွေ့လာရတဲ့အခက်အခဲအမျိုးမျိုးစုံစမ်းနောက်ဆက်ခြင်းအမျိုးမျိုးကိုအောင်မြင်ကြော်လွားနိုင်ကြမှာဖြစ်ပါတယ်။ဖျားတခင်ဒီငါနဲ့ကွာလင်တင်းတို့ဒီအဘေအမှုကူမြတ်နိုင်ကြတခင်မေတ္တာ၌ ကျင်လေတရှင်သူနဲ့ဖျားသခင်နဲ့အမြဲအတူရှိပြီးတောင်းချင်သမျှကိုတောင်း၍ရကြလိမ့်မည်ဟုဂတိတော်ပေးထားတဲ့ဖျားရှင်ဖြစ်ပါတယ်။ရှင်ယောဟန်ခရစ်ဝန်ကျမ်းအခန်းကြီး15အငယ်30မှာလဲငါသည်ခမည်းတော်၏ပညတ်တို့ကိုစောင့်ရှောက်၍ခမည်းတော်၏မေတ္တာ၌တည်နေတကဲ့သို့တင်းတို့သည်ငါပညတ်တို့ကိုစောင့်ရှောက်လင်ငါမေတ္တာ၌တည်နေကြလိမ့်မည်။ ခရစ်တော်၏မေတ္တာ၌တည်နေရန်ယုံကြည်သူသည်ခရစ်တော်၏ပညတ်တော်ကိုစောင့်ရှောက်ရမည်ဖြစ်ပါれမစောင့်ရှောက်လင် ခရစ်တော်၏မေတ္တာ၌မတည်နိုင်ပါ ခရစ်တော်ပေသောပညတ်တော်များ၏အနစ်ချုပ်မှလည်းမေတ္တာပင်ဖြစ်ကြောင်းဖော်ပြထားပါれခရစ်တော်၏မေတ္တာကို အရင်ဆုံးကိုယ့်ရဲ့နှလုံးသားထဲမှလက်ခံနေရပြီးမှ စိတ်နှလုံးအကျွေးမဲ့ဖျားကိုချစ်ရမည် တခင်မေတ္တာ၌ကျင်လေတက်ရှင်နိုင်မှသာလင်အချင်းချင်းချစ်နိုင်ပြီးကိုနဲ့ဆက်ဆိုင်တော်သူကိုကိုနဲ့အမျှချစ်နိုင်ကြမှာဖြစ်ပါတယ်။တိယောအခန်းကြီး9အငယ်3မှာလဲပညတ်တော်တို့ကိုစောင့်ခြင်းအရာသည်တခင်ကိုချစ်ရာရောက်၏ ပညတ်တော်တို့ကိုစောင့်ခဲဒီမဟုတ်ရှင်ယောဟန်သည်ဒီဖျားရှင်ရဲ့ပညတ်တော်များသည်နာခံရှောက်လန်းရာလွယ်ကူရာအရာဖြစ်ကြောင်းတဲ့ပေါ်ပြထားတာတွေ့ရတယ်ပညတ်တော်ကိုစောင့်ခဲဒီမဟုတ်ဆိုပြီးမှပေါ်ပြထားတာကျမတို့တွေ့မြင်နိုင်ပါတယ်ဒီចမ်းပိုက်ကို ကျမတို့ကြည့်မယ်ဆိုရင်တကယ်ပဲလက်တွေ့မှာ ချစ်ချင်းအရာဟာလွယ်ကူသောအရာမဟုတ်ပါကျွန်ုပ်တို့မနစ်သက်တော်သူကိုကိုနာကျင်အောင်ပြုတော်သူကိုချစ်ရန်မေတ္တာပြရန်မလွယ်ကူပါဒါပေမဲ့ဖျားရှင်သည်ကျွန်ုပ်တို့အားပညာကိုပေးပြီးကျွန်ုပ်တို့ထာမထွက်ခွာသွားသည်မဟုတ်ယုံကြည်သူတွေနဲ့အမြဲတူရှိပြီးပေးထားတဲ့ပညာတော်ကိုလိုက်လျှောက်နိုင်ရန်ကူညီပေးလျက်ရှိပါတယ် ်ယုံကြည်သူများအနေဖြင့်မဖြစ်နိုင်သောအရာသည်ဖျားရှင်အားဖြင့်တလင်အရာခတ်သိမ်းနဲ့သတ်ဆွန်နိုင်မှာဖြစ်ပါတယ်တခင့်မေတ္တာ၌တင်လေနေသောသူတိုင်းမိတိတာဝန်များလေးလံခြင်းမရှိမိတိဝန်များကြည်မာတယ်မရှိဒီဥပမာအဖြစ်ကျွန်မအဆုံးတက်ခြင်း ਨੇ တခါကားတဲ့လူတယောက်ကလမ်းပန်းဆက်တွေ့မှုမကောင်းသေးတဲ့အချိန် ကျောင်းတို့သွားတော့လူပြိုပေါက်ကလေးတို့ဦးနဲ့သူဆုံတွေ့ခဲ့တယ်တဲ့အဲ့ဒီလူပြိုပေါက်ကလေးကမြင့်မြင့်ကျောပေါ်မှာခြေရောက်မတန်တဖြင့်လမ်းမလျှောက်နိုင်သောကလေးငယ်တို့ဦးကိုပိုးထားတာတွေ့မြင်တယ်တဲ့အဲ့ဒီလူကအဲ့ဒီကလေးကို ဒီလိုပဲနေ့တိုင်းចောင်းពို့ပေးနေတာလားဆိုပြီးမေးလိုက်တဲ့အချိန်မှာအဲ့လူပြုကဟုတ်ကဲ့ဟုပြန်ဖြေပါတယ်ဒီကလေးကိုနေ့တိုင်းထမ်းပြီးចောင်းពို့ရတာမင်းအတွက်လေးတဲ့ဝင်ပဲနော်ဆိုပြီးမှပြောတဲ့အချိန်မှာအဲ့လူလူငယ်ကလေးကလူ ကျွန်တော်အတွေ့တော့လေးတဲ့ဘုံမဟုတ်ပါဘူးတဲ့သူဟာတဲ့ကျွန်တော်သိချရတဲ့ညီလေးပါဟုဒီမှာပြန်ဖြေတာကျမတို့တွေ့နေနိုင်ပါလေချစ်ချင်းမေတ္တာတည်းတကယ်ပဲကိုချစ်ပြီးမှလှုပ်ပေးရတဲ့အလုတာဝန်တိုင်းဟာလေးလံတဲ့ဝန်ကိုမဖြစ်စေပါဘူးအဲ့ဒါကြောင့်တခင်မေတ္တာ၌ကျင်လေတက်ရှင်ချင်းအပြင်ကိုပုံဝန်းကျင်မှာရှိသောဒုက္ခဆင်းရဲခံရသူများအငယ်ဆုံးသောသူများ ဝိညာဉ်ဆုံးရှုံးသောသူများကိုကျွန်ုပ်တို့၏ချစ်ချင်းမေတ္တာကို ပြတတ်ရန်အခွင့်အရေးတစ်ခုဖြစ်ကြောင်းခံယူပြီးရှေ့ဆက်တက်ရှင်ပြီးဖျားရှင်ရဲ့ဘုန်းတော်ကိုထင်ရှားစေနိုင်သောသူများဖြစ်ကြပါစို့နှုတ်ကပတ်တော်ကိုနာယူတော်သူအယောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ။